ရွှေစုစာအုပ်စုဖို့အတွက်ပြီးဆိုပြီးတော့မှကျမတို့အရင်မဲတွေစုတယ်လို့ပဲခေါ်နေကြတာနော်အာသူတို့ရဲ့စကားကတော့တရွေးပဲစုစုနှစ်ရွေးပဲစုစုသုံးပြမဲ့အတူတူပတ်စံလေးတွေစုနဲ့ပတ်စံလေးတွေ9000တသိန်းသုံးပြမဲ့အတူတူဒီမှာစုလို့ရတယ်ရွှေစုစာအုပ်လေးလှူထားပေးမယ်ဆိုပြီးတော့မှဒီလိုမျိုးလေးတွေဒါရက်ွက်ထဲလေးတွေမှာအာဒီလိုလေးတွေနဲ့လှုပ်ပြီးတော့မှ post လေးတွေတင်ပြီးတော့မှခေါ်နေကြတာလေးတွေတွေ့တယ် နော်ဆိုတော့ခေါ်နေကြတာလေးတွေ့တဲ့ခါကျတော့ကျမပြောပြချင်တယ်အဲ့ဒီအတွက်ကိုကျမအမြဲတမ်းပြောပါတယ်ကျမငယ်ပြောဆိုချက်တွေဟာလူတစုကကျမကိုမုန်းပါမယ်လို့ကျမပြောပြီးသားဒါပေမဲ့အဲ့ဒီမုန်းတာတွေကိုဂယုမဆိုင်ဘဲနဲ့မကြောက်ဘဲနဲ့ပြောတာဒီအများကောင်းစေချင်လို့ပြောတာပါနော်ဆိုတော့ကျမအတွက်ဒီစကားတွေမပြောလဲကျမကဘာမှမဖြစ်ဘူးဒီစကားတွေပြောလဲ ပြောရင်ဘာဖြစ်လဲဆိုတော့ကျမကိုလူမုံများတာပေါ့နော်မုံနေလို့ရှိတာပေါ့ဒီစကားတွေမပြောရင်ရောကျမကဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ဘူးနော်ပြောရင်ရောကျမကဘယ်သူကဘာဖြစ်လဲဆိုတော့ဘာမှမဖြစ်ဘူးနော်ဘာအကျိုးမှမရှိဘူးဒါပေမဲ့ကျမစကားကိုနားထောင်လိုက်ရတဲ့သူတွေကတော့အကျိုးရှိသွားမယ်အဲ့တော့မုံညင်မုံလို့ရပါတယ်နော်မုံမုံညင်မုံလို့ရပါတယ်မုံမှာလွတ်လွတ်လပ်လပ်မုံလို့ရတယ်နော်ဆိုတော့ဘာဖြစ်တယ်လဲဆိုတော့အိမ်ရွှေစုစာအုပ်ကလေးတွေအဲ့တော့အရင်တုန်းကကျမတို့မဲတွေဆိုပြီးမဲတွေစုကြတယ် ဲ့တော့ဘသူတွေအများဆုံးဆိုအမျိုးသမီးတွေပေါ့ရက်ကွက်ထရအမျိုးသမီးတွေเนาะမဲတွေစုကြတယ်မဲတွေစုကြပြီးကျမတော်ပါပါတယ်ဘာဖြစ်လို့ရင်းနေတဲ့သူတွေလဲမပါပြီးပါအောင်ဆိုအဲအဲ့လိုတွေပြောသူတို့ရဲ့ဟာတွေကလည်းကိုလည်းကိုလည်းနားမလဲသိလားဟာဘလိုတွေဘလိုတွေလီလံမဲတွေရောဘလိုစုမဲတွေရောဘာအများကျမနားမလဲကျမတော်ပုံကိုရေးရပဲလူနဲ့ပဲပေါ့ကိုနဲ့ရင်းနေနေတယ်ဟာကိုလည်းပါပြီးပါအောင်ဘဘဘအားဖြည့်ပေးပါအောင်ဘာညာဆိုအိုးဘလိုပဲဖြစ်အကိုကတော့ငွေလိုတဲ့သူမဟုတ်ဘူးငွေလိုတဲ့သူမဟုတ်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ကျမကတော့ပတ်ဆက်မယူဘူးရတယ် ကျမကိုပတ်စံဟိုဟာမဖြစ်နဲ့အဲမပေးနဲ့ကျမနောက်ဆုံးကြမှာပဲယူမယ်ထုတ်ထုတ်ထုတ်သူကျမအမြင်လည်းမပေးခြင်းမူသူများကိုအမြင်ပေးပြီးပတ်စံထုံရလောက်အောင်လဲကျမငွေမလိုနေတော့နောက်ဆုံးမှယူမယ်ဒါဆိုရင်အမြင်ပေးစရာမလိုဘူးပေါ့ကျမကူညီတာလေသူတို့တွေကပါမယ်ဆိုအဲ့လိုပဲထ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 ဲကိုလဲထုတ်မယ်ဆိုပြေးကိုထုတ်ခံနေဆိုပြေးတဲ့လားကိုထုတ်ခံနေဆိုပြေးတိန်းထောင်ချီနော်အဲ့လိုမျိုးရင်းနှီးတဲ့သူတွေပဲနှစ်ဦးသုံးဦးဒီလိုနဲ့ပါခဲ့တယ်ပေါ့နော်အဲ့တော့ပါလဲဆိုဇရိတာပေါ့ကိုကျင်တရားပေါ့ ဲ့တော့အဲ့မဲတွေကတော့လူတွေကတော်တော်များများလဲခံပြီးသွားပြီတော်တော်များများလဲအဲ့တော့အခုအဲ့မဲသမားတွေကပြေးကြရောအဲ့အချိန်မှာပြေးကြပြီးတော့မှတစ်နှစ်တန်တီးနှစ်နှစ်တန်တီးနဲ့ပျောက်သွားရောဟောပြီးလဲပြီးရောအာ ဘာမှမဖြစ်တော့တယ်လို့ပဲပြန်ပေါ်လာတယ်เนาะပြန်ပေါ်လာရင်ဒီဘက်ကပါသွားတဲ့သူတွေဒါဘုံကပြတ်တဲ့သူတွေအခက်ခဲဖြစ်သွားတဲ့သူတွေဒုက္ခရောက်တဲ့သူတွေနဲ့ဒါဖြစ်တယ်သူတို့ကအချိန်တစ်ခုလဲရောက်လဲရောက်ပေါ့သူတို့ကလိုင်းပေါ်မှာတထေးเนาะပြန်ပေါ်လာကြတယ်เนาะဆိုတော့ဒါလည်းအကုန်လုံးတည်ပြီးဖြစ်ပါလိမ့်မယ်အခုလာပြီးနောက်တစ်မျိုးရွှေစုစာအုပ်ဆိုပြီးတော့မှလာတယ်เนาะဆိုတော့ကျွန်မတိတိကျကျတစ်ခုပြောရရင်တော့ဥပဒေကြောင့်အညာလဲတရားမဝင်ဘူး နော်ရက်ဝက်ထဲမှာရွှေစုစာအုပ်စုဖို့အတွက်ခေါ်နေတာတွေကဥပဒေချောင်းကြီးကပြောရမယ်ဆိုရင်တော့အဲ့ဒီဟာဒီတရားမဝင်ဘူးကျမတို့တွေကဒီရွှေဆိုတာတက်တူတွင်လိုင်စင်ရှိမှရွှေလုပ်ငန်းကလုပ်လို့ရတယ် နော်ကျမတို့ရှေးဆိုင်နေဖွင့်နေဆိုရင်ကျမတို့ကကြောင်မြလိုင်စင်တက်တူတွင်လိုင်စင်စသဖြင့်အဲစီပင်လိုင်စင်စသဖြင့်ဒီလိုမျိုးအစိုးရစီမှာလိုင်စင်နေဆောင်အခွန်နေဆောင်ပြီးတော့မှရွှေဆိုင်နေကျမတို့ရေဒနာဆိုင်နေဆိုတာဖွင့်လက်ထားရတာနော်အဲ့တော့ဒီတိုင်းမဲ့ရက်ွက်ထဲမှာဘာမှမဟုတ်ဘဲနဲ့လူတယောက်ကနေပြီးတော့မှကျမတို့တခါရင်အဲရွှေစုဆောင်အောင်နဲ့စုလို့ရတယ်ဆိုပြီးတော့မှခေါ်နေတာတွေဟာဒီဥပဒေကြောင့်အညာတရားမဝင်ဘူးနံပါတ်1အချက်သိထားဖို့ ဥပဒေကြောင့်ရတရားဝင်မှုဒါဆိုရင်အဲ့ဒီလိုစုတဲ့သူတွေဟာတကယ်လို့ something wrong ဖြစ်လာရင်ဥပဒေရဲ့အကာအကွယ်ကိုမရနိုင်ဘူးဟုတ်ပြီနော်ဆိုတော့ ဲ့တော့ကျမတို့ဒါဆိုရင်စိုင်းနီရရောဆိုတော့စိုင်းနီကသူကနှစ်ရှီလာများစိုင်းနဲ့ကနားနဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့စိုင်းကြီးနေရတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ယောနိုင်စားနိုင်တဲ့ဟာသူ့ရဲ့နာမည်ဂုဏ်သတင်းဆိုတဲ့ဟာရှိတယ်နောက်တစ်ခါသူဟာတရားဝင်အစိုးရဘက်မှာအခွန်ဆောင်ထားပြီးသားလုပ်ငန်းလိုင်စင်တွေရှိထားပြီးသားအဲကျမတို့အာတရားဝင်လောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုတော့ကျမကတီးစားအနေနဲ့မပြောလို့ဘူး နော်ဆိုတော့အဲ့လိုမျိုးပြောရင်လည်းပတ်စံရှိတဲ့သူဘက်ကပါတယ်ပတ်စံမရှိတဲ့သူဘက်ကပါတယ်နည်းလာမပြောနဲ့ဒါဥပဒေကြောင်းအရာနဲ့ကျွန်မကတရားဝင်မှုတရားမဝင်မှုကိုပြောပြတာနော်ငွေရှိတဲ့သူဘက်ငွေရှိတဲ့မလူဘက်လို့မဟုတ်ဘူးအဲ့တော့ဒီလုပ်ငန်းကြီးတွေကစိုင်းကြီးတွေကလုပ်တယ်ဆိုရင် ကျမတို့ကဒါနှစ်ရှီလာများထူထောင်နိုင်ရဲ့သူ့ရဲ့ brand image ကိုသူတို့တွေလွယ်လွယ်ကူကူနဲ့မချိုးဖောက်ဘူးဒီအတွက်ကျမတို့ကယုံကြည်လို့ရလောက်တဲ့အနေအထားမှာရှိတယ်။ Okay ဒါဆိုရင်ကျမတို့ရက်ွက်ထဲကိုပြန်ဆင်းမယ်။ရက်ွက်ထင်းကနေရွှေစုဆောင်အောင်ဆိုပြီးတော့မှကျမတို့လုပ်နေတဲ့သူတွေဘယ်မှလဲအာမခံချက်တခုခု something wrong ဖြစ်ရင်ဘယ်မှလဲအယောအစားဟုတ်တယ်နော် တော့ရွှေစုလို့ရတယ်ဟော့ပေါ့စားမဲ့အတူတူရွှေ9000မိုးလာစုလိုက်တရင်းလာစုလိုက်နှစ်ရင်းလာစုလိုက်သုံးရင်းလာစုလိုက်ဆိုပြီးတော့မှဒီလိုပဲဟုတ်ပြီကျွန်မတို့က9000စုမယ်တသိန်းစုမယ်နှစ်သိန်းစုမယ်သုံးသိန်းစုမယ်နော်ရွှေတရွေးရနေစုရင်း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 နဲ့ကဲတစ်နှစ်ပြည့်သွားပြီသူ့စီမှာကျွန်မတို့ကရွှေ3လေးချက်ပါဖြစ်သွားပါပြီတဲ့ ကျမတို့ရွှေမယူထားသေးဘူးကိုပစံပဲပေးထားတာလေ။ तू ကဒီပစံကိုရွှေဝယ်ထားချင်လဲဝယ်ထားမယ်။ तू another business လုပ်ချင်လဲလုပ်မယ်။ तू တခုခုလုပ်ချင်လဲလုပ်မယ်။ Okay အဲ့ဒီအချိန်မှာကျမတို့ကကိုရွှေယူတော့မယ်ပေးတော့ငါရွှေပေးတော့ဆိုတော့မပေးနိုင်သေးဘူးဆိုရင်ဘာနဲ့တောင်းမှာလဲ။ဘယ်လိုတောင်းမှာလဲ။ဟုတ်လား။ကိုပစံကိုသူများကိုအပ်ထားရတဲ့ကိစ္စအဲ့ဒီအတွက်ဘာမှ အကာအကွယ်မရနိုင်ဘူးအဲ့တော့ရက်ွက်ထဲဒီမှာရွှေစုစာအုပ်ရွှေစုစာအုပ်ဆိုပြီးတော့မှလုံနေတာတွေခက်စိတ်စိတ်တွေတွေ့လာရတယ်ဟိုခုနကစုမဲကိစ္စလိုပဲအချိန်တန်ရင်ပြေးသွားရင်မိမိမစားရဲမတောက်ရဲချွေးနေစာရင်အလဟတ်တပါမယ်ဟုတ်ပြီလားစုကြံလားစုကြင်ကိုယ့်အိမ်မှာစုပုံးလုပ်ထားလိုက်9000ရွှေတရေးစာစုမယ်မလားအေး9000စုပုံးနဲ့ကိုထည့်လိုက် ။တသိန်းလား။တသိန်းစုပေါင်းနဲ့ကိုထဲလား။နှစ်သိန်းစုကြလား။နှစ်သိန်းစုပေါင်းနဲ့ကိုထဲလား။အဲ့ဒါကိုပစ္စည်းကိုလက်ထဲမှာမြင်ရတယ်။နော်အဲ့တော့စိုင်ကြီးတွေကရွှေစိုင်ကြီးတွေကရွှေစုစာအုပ်လို့လောက်တာနဲ့ရက်ွက်ထဲဒီမှာပါရွှေစုစာအုပ်ဆိုတဲ့ကိစ္စပေါ်လာတယ်။အဲ့တော့ကျမတို့တိုင်းပြည်မှာမှန်တာပြောရင်လူမုံနဲ့နော်ကျမလည်းရွာပြင်ထွက်ရတော့မယ်ရွာပြင်မှာကျမကလည်းအိမ်လေးအိမ်ကြီးအိမ်ကောင်းတလုံးကောင်းကောင်းတော့စောက်ထားမှရတော့မယ်ဘယ်သူတွေပေါ်လိုက်မလဲရွာတယ်ဖို့နော်ဆိုတော့လေ အဲ့တော့ဒီစုမဲတွေနော်နောက်တစ်ခါအခုရွှေစုစာအုပ်ဆိုပြီးနောက်တနည်းနဲ့ပေါ်လာပြန်တယ်ရွှေစုစာအုပ်တွေဒါရီယာတရားမဝင်ဘူးဘာမှ license လည်းမရှိဘူးနောက်တစ်ခါအပေါင်ခံတယ်ဆိုရင်တောင်မှလင်ကျမတို့ကဥပဒေတွေကိုသိဖို့လိုအပ်တယ်ကျမတို့အပေါင်ခံတယ်မှလားကျမတို့ကအခုယေဒနာဆိုင်ပေါ့အခုကျမတို့ကနေသိအိမ်ပေါ့ယေဒနာဆိုင်ပေါ့နော်အပေါင်ခံတယ်ပေါ့အပေါင်ခံမယ်ကိုယ့်စီမှာပေါ့အပေါင်ခံမယ်ဆိုရင်ကျမတို့က အပေါင်လိုင်းစင်မရှိဘဲနဲ့အပေါင်ခံလို့မရဘူး။မြို့နယ်အပေါင်ဆိုင်ကတိသွားတယ်ဆိုရင်တရားစွဲလို့ရတယ်။သူကဒီမြို့နယ်မှာအမိန့်ရအပေါင်ဆိုင်ဆိုပြီးတော့မှအစိုးရကိုသူကအခွန်ပေးထားပြီးတော့မှသူကဖွင့်လှစ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမြို့နယ်ထဲမှာအခွန်မယူဘဲအခွန်မဆောင်မင်းနဲ့ဒီလိုမျိုးအပေါင်ခံတဲ့သူတွေကိုဒီအမိန့်ရအပေါင်ဆိုင်တွေကတရားစွဲလို့ရတယ်။နောက်တစ်ခါဥပဒေကြောင့်အညာ တရားမဝင်မှုအပေါင်ခံစားလို့မရဘူးကိုကနားလည်မှုနဲ့သာအချင်းချင်းဒီလိုမျိုးလုပ်ကြတာလေနော်ဆိုတော့လေကျမတို့ကဥပဒေတွေကိုတည်တည်ငြိမ်ငြိမ်သိထားတော့မှဘယ်ဟာတော့ဖြစ်ကိုအတွက်အကာအကွယ်ရနိုင်တယ်ဘယ်ဟာတော့ဖြစ်ကိုအတွက်အကာအကွယ်မရနိုင်ဘူးဆိုတာသိရမှာအဲ့တော့ကျမတို့မြန်မာပြည်မှာအဲ့လိုမျိုးပြောရင်အဲဆဲမှာပေါ့နော်ဘာဖြစ်လို့ဆဲမလဲဆိုတော့အဲ့လူဒန်းစာလုံနေတဲ့လူဒန်းစာတရက်ကကျမကိုမုံမှာပေါ့ကျမကိုဆဲမှာပေါ့ဂရုမစိုက်ပါဘူးနော်ကျမလေအဲ့တော့ခုနကပြောတဲ့စုမဲတွေ ကိုပစံသူများလက်ထဲပင်းရတာပြီးပြေးတာပဲနော်မှန်ကန်နေဆိုတာအင်မတန်ရှားပါတယ်နော်နောက်တစ်ခါခုနကပြောတဲ့ရွှေစုဆောင်ကောအော်နောက်ထပ်ပုံစံတစ်မျိုးနဲ့ပေါ်လာပြီနောက်တစ်ခါမဲရောင်းတာအိမ်မဲကားမဲရောင်းတာတရားမဝင်ပါဘူးနော်အင်းလေအင်းကဘလောက်မဲတမဲကိုတသိန်းနဲ့ရောင်းနေဘလွန်နောက်တခါကားမဲရောင်းနေချင်းနံပါတ်အတိုင်းနဲ့ကားမဲရောင်းနေအဲ့တော့ချင်းတိုင်းတိုင်းတာပဲလေ ဟုတ်လားသုံးလုံးကနန်းကပေါင်မဲဆိုပြီးတော့မှကားမဲတွေလုတ်တယ်မလားတသိန်းလို့နှစ်သိန်းလို့သုံးသိန်းလို့ကျမတို့ချဲထိုးနှလုံးထိုးရင်တော့မှကိုက900ဘိုးထိုးခြင်းထိုးလို့ရသေးတယ်။တရာဘိုးထိုးခြင်းထိုးလို့ရသေးတယ်။နော်တထောင်ဘိုးထိုးခြင်းထိုးလို့ရသေးတယ်။သူကချင်းနံပါတ်အတိုင်းနဲ့ကားမဲတမဲကိုဝယ်လို့ရှိရင်သုံးသိန်းလန်ခရူဇာကြီးအဲ့ဒါချင်းရောက်စားတာပဲလေ။ဟုတ်လားအဲ့ဒါချင်းရောက်စားတာပဲ။ အဲ့တော့ဘာလုပ်လဲဆိုတော့နလဲပလဲနဲ့လုံနေကြတာတကယ်တော့ဓာဏီကိုလည်းသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကတင်းတင်းတင်းကျပ်ကျပ်အေးအေးယူပေးဖို့လိုတယ်ကားမဲတွေလုံနေတဲ့သူတွေဒီစုမဲတွေလုံနေတဲ့သူတွေဘာဖြစ်လို့လဲဆိုတော့သူတို့ကလည်းကြားဖြတ်နေပဲဒါကြားဖြတ်နေလုံနေတာနော်သူများရဲ့ငွေကိုခေါင်းစဉ်မောင်းစုံနဲ့အိမ်မဲကြားဖြတ်မဲဒါလဲနော်အိမ်မဲ ်အိမ်မဲဆိုပြီးရောင်းထားတယ်နှစ်တည်သာကြာသွားတယ်အဲ့ဒီမဲကမဖောက်ပေးလိမ့်ဘူးအဲ့တော့သူကအိမ်မဲကသိန်းသပေါင်းလို့သတ်မှတ်ထားတယ်ဆိုပါစို့ဒီမှာသူ့မှာသိန်း9000မရသေးလို့မဖောက်သေးဘူးအော် तू ကသိန်း9000သူ့လက်ထဲမှာရထားပြီးပြီလေ तू ကအေးအေးဆေးဆေးပဲဟုတ်လားမပြည့်သေးရင်မဖောက်သေးဘူးအဲ့တော့ကြားဖြတ်နေအဲ့တော့အစိုးရကလည်းဓာတ်တွေကိုလေတင်းတင်းကြပ်ကြပ်အေးယူပေးဖို့လိုတယ်လူတွေလည်းသိဖို့လိုတယ်ဒီ knowledge ကိုကျမတော့အမုန်းခံပြီးပြောတာ 哎喽，欸、咯你的确是好的，哎、欸、美的，刚美的，喏，可、欸、能刚比我嘞素美的，是不是诈骗没？哎，那诈骗没？喏，哎，那诈骗没？哎喽，怎么表妹？哎美？哎、欸、美？哎、欸、美、欸、要呢？哎、欸、美要来表嘛？哈，哎美啊，我不会没来打。 ဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လားသိန်းဘနတောင်းတန်အိမ်ကြီးကိုစုမဲဒီမှာတသိန်းနဲ့ပိုင်ဆိုင်သွားပါပြီတွေ့လားရောင်းတာရောင်းထားတယ်မတွေ့သေးဘူးနော်ကားမဲခုနလိုပဲချဲသုံးလုံးနဲ့ကားမဲတွေဖောက်တယ်ဖောက်တယ်ဖောက်တယ်နော်ကားမဲအိတ်ကားပိုင်ဆိုင်သွားတာတွေ့လားမတွေ့ဘူးနော်မအားကြပါနဲ့နော်မအားကြပါနဲ့ဟုတ်လားမအားကြပါနဲ့အဲ့တော့စုမဲတွေ စုမဲတွေစုကြတယ်စုကြတယ်အေးစုမဲမိန်းမတွေပြေးတာတခါတည်းကိုမှုန်းနေတာပဲเนาะအမှုဖွင့်လဲဖွင့်အဲ့တော့အမှုတွေလဲဖွင့်ကျမတောင်မှအမှုသွားဖွင့်သေးတယ်ကျမအဲ့နောက်ပိုင်းဘာအမှုမှမဖွင့်တော့ဘူးเนาะမန္တလေးကမိန်းမတရားအဲ့လိုပဲလိန်တာ အမှုဖွင့်တော့ရှေ့နေကလေ3190ပေးရတယ်အဲ့ဒီခစ်က3190ပေးရတယ်အဲ့နှစ်ရက်လားမသိဘူးအချုပ်ထဲမှာကျမကိုခေါ်ပြတယ်ဟိုမားနဲ့အချုပ်ထဲကိုထည့်ထားပြီးပြီတဲ့ဆိုတော့အော်အေးဟုတ်ပြီပေါ့ဆိုကျမတို့ကပြန်လာပြီးလဲပြီးတော့အဲ့ရှေ့နေရဲ့ရဲရဲဒီဟိုအဲ့ပြင်မှုကျွလုံးနဲ့မိန်းမရဲ့ဘလိုတွေ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 ဖြစ်လဲပြီးနှစ်ရက်လဲနေလဲနေရောအိမ်ပြန်ရောက်တော့အမိန်းမနော်အဲ့ရှေ့နေရလဲဆက်သွယ်လို့ကိုမရတော့ဘူး နော်အဲ့ဒီအချိန်မှာနိုင်ငံရေးနဲ့ထဖြစ်ကောရှေ့နေရလဲတခါတည်းကိုဘယ်ဒီယိုဘယ်ဒီယိုရောက်သွားပြီးတော့မှဘလိုတွေဘလိုတွေဖြစ်သွားလဲမသိဘူးရှေ့နေရလဲတခါတည်းကို Facebook ထဲမှာ friend ဖြစ်တဲ့ခါ friend ဖြစ်ထားတာကိုဟိုပစ္စတိုတနက်ကိုစပွဲပေါ်မှာတင်ပြီးတော့မှသူ့ကိုဘလိုဖြစ်တဲ့တွေညာလိုဖြစ်တဲ့တွေဒီမှာပစ္စတိုတွေ့လားဆိုတော့ဟာရှေ့နေရရှေ့နေမှဒီဘာဖြစ်သွားပြီလဲမသိတော့ဘူးဆိုတော့ကိုကလည်းလေသူ့လည်းကျမပြောတယ်ကျမအမှုမလိုက်ပေးနိုင်လို့ရှင်လေကျမရှေ့နေကပြန်ပေး3,800ဆိုတော့နည်းတာမဟုတ်ဘူးဆိုတော့အဲ့ဒီရှေ့နေက တခါနဲ့ तू อ่ะတနက်ကိုဇပွဲပေါ်မှာတင်တဲ့ဓာတ်ပုံရိုက်ပြီးတော့မှသူ့ကိုဘလို့ဖြစ်တဲ့တွေညာလို့ဖြစ်တဲ့တွေပြောတော့ကိုကလည်းကို့ပစံနဲ့ကိုတိလာမတောင်းရဲတော့မတောင်းရဲတော့ပဲနဲ့နေလိုက်တော့အဲ့ရှိနေလဲငါဘလို့လိုက်တော့မယ်နေပလိစီတော့နေပန်နာပစ္စည်းရောဟောတူရှိပလိစီတော့ဆိုပြီးတော့မှအဲ့လိုနဲ့ ဲ့ဒီနေရာကျမလည်းဘာမှမဟုတ်မှမဖွင့်တော့ကဲနေပလိစီတော့လေရှေ့နေကဘာထက်ကုန်နေဆိုပြီးတော့မှအဲ့တော့အဲ့ဒီစုမဲလိန်သွားတဲ့မိန်းမတွေကိုလည်းဒီလိုပဲပေါ့ကျမလိုလူမျိုးတွေပေါ့လေမလုံနိုင်မလုံတော့ဘူးပေါ့နော်မလုံနိုင်ကြအောင်စာချုပ်စာရဲလည်းခိုင်ခိုင်မာမာတွေလည်းမရှိဘူးလေသူ့တဲကိုကမဲထည့်ထားတာလေဟုတ်တယ်လားဆိုတော့အကုန်လုံးဆုံးညရတယ်တယောက်နဲ့တယောက်နဲ့ယုံကြည်မှုနဲ့အလုံးလုံးကြတဲ့အချိန်မှာအဲ့လိုကလင်ကကြစ်တွေနဲ့လုံကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့အများကြီးလူတွေချွေးနှဲစာတွေအလန်ဟတ်သက်ဖြစ်ကုန်ကြတယ်ဆိုတော့ကြားဖြတ်မယ် တတိထားဖို့ဘက်တော့မှမထည့်နဲ့အိမ်စုမဲဆိုတဲ့ကိစ္စတွေလဲဘက်တော့မှမမှန်ဘူးအဲ့ဒါတွေလဲเนาะနောက်တစ်ခါခုနကပြောတဲ့အိမ်မဲကားမဲဘက်တော့မှမဝင်နဲ့အဲ့ဒါတွေလဲသူများပတ်စံကိုနလဲပလဲနဲ့ယူတာကျမတို့တိုင်းပြည်မှာအိမ်မဲဖောက်ပေးလိုက်ပါတယ်လို့မြင်မူးလားသိန်းဘယ်နှတောင်းနိုင်အိမ်ကိုဒီမှာငွေသတောင်းနဲ့ငွေသသိန်းနဲ့ဒီမှာပိုင်ရှင်လက်ထက်အပ်လိုက်ပါပြီလို့မြင်လားရောင်းတာရဲ့ရောင်းနေတာเนาะကားမဲတွေ နှစ်သိန်းလို့သုံးသိန်းလို့ရှိရဲ Land Cruiser တွေကျွန်မခဏခဏတွေ့ရဲเนาะချေးသုံးလုံးကနန်းနဲ့သုံးလုံးကနန်းနဲ့ဆိုတော့ဆိုပြီးတော့မှတွေ့လာအေးပေါက်သွားတဲ့သူတွေ့လာသုံးလုံးတော့မှကျွန်တော်တို့လိုလေကူကူနဲ့မပေါက်ချေးထွေးနောင်အဲ့လောက်ဘဝမပြတ်ဘူးဟုတ်လားသေးသေးနော်ဘဝမပြတ်ဘူးအားတခါတည်းအဲဒီလိုမျိုးဟိုငွေ900ဘူးတစ်ထောင်မိုးထိုးလို့ရသေးတယ်။သူကတော့တမဲကို3သိန်းလို့2သိန်းလို့ ਨੇ ဒီလိုမျိုးတွေနော်။ဆိုတော့ဒါကြီးလဲခေါင်းစဉ်တက်ပြီးကြားဖြတ်နေပဲ။မလုံနဲ့အခုရွှေစုဆောင်အောင်ဆိုပြီးတော့မှပေါ်လာပြန်ပြီ။ ရက်ွက်ထဲဒီမှာအဲ့တော့ကိုကတော့ကိုယ့်ရဲ့ချွေးနှဲစာလေးတွေမစားရမတောက်ရက်ကလေးနဲ့ရွှေစုစာအုပ်ဆိုပြီးတော့မှ9000ပေးလိုက်3သိန်းပေးလိုက်2သိန်းပေးလိုက်3သိန်းပေးလိုက်ငါကတော့ရွှေတစ်ချက်သားရပြီငါကတော့ရွှေနှစ်ချက်သားရပြီအမေယူသေးဘူးငါချက်သားပြေးမှယူမယ်ငါချက်သားလည်းပြေအောင်ငါရွှေလည်းပေးဆိုတော့ပြေရောမပေးနိုင်ရင်ဘာလုပ်မလဲတွေဖြစ်ရောဖြစ်မယ်ဖြစ်မယ်နော်ဘယ်တော့မှအဲ့ဒါတွေမလုပ်မိစေနဲ့ကျမတို့ကကျွန်သွားပြီးမှရတဲ့နောင်တဟာဘာလုပ်မှာလဲနော်မကျွန်ငယ်မှာဒီလိုမျိုးအသိနဲ့သိရတဲ့ဟာဘယ်လောက်တန်ဖိုးရှိလဲ ဟုတ်လားကိုစီကနေကိုရဲ့ငွေတွေကိုရဲ့အာချွေးနှင်းစာတွေနဲ့ရင်းပြီးတော့မှတိရတဲ့အတိထက်စာလို့ရှင်ဒီလိုမျိုးတိချိုတင်ပြီးတိထားလို့ရှောင်ကျင်ရတာဘယ်တော့အကျိုးများတယ်လဲဒါကြောင့်မလို့ကျမအမုန်းခံပြီးတော့မှပြောပြတာလောဘမတန်နဲ့မလေးပဆတ်တသိန်းနဲ့ဘာမှမဖြစ်ဘူးဟဲ့ငါတို့ကတော့ကန်ဆန်းတာလုံးအဲ့ဒါဆိုရင်တော့လေသဘောနော်ပဆတ်နှစ်သိန်းသုံးသိန်းနဲ့ဘာမှမဖြစ်ဘူးငါတို့ကတော့ကန်ဆန်းတာသဘောသဘောသဘောနော်အဲ့လိုမျိုးဆိုရင်တော့သဘော နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးတွေရှိတော့လူလိန်အားပေးတွေဖြစ်တာပေါ့အစိတ်ပင်ရေလောင်းတွေဖြစ်တာပေါ့နော်အဲ့တော့ဒီလိုမျိုးတွေကိုနှိမ်နှင်းလို့မရဘူးအဲ့တော့လည်းလေကျွန်မဒီဒီဟာရင်းဟာအိမ်မဲရောင်းတာတွေကားမဲရောင်းတာတွေစုမဲစုတာတွေရွှေစုစာအုပ်တွေဟာတရားဥပဒေရလဲကျွန်မတို့ကဒါအကျုံးမဝင်ဘူးနော်အဲ့တော့ဒါတွေကို နှိမ်နှင်းမို့တိုက်ဖြတ်ဖို့ကကျမတို့တွေပြောတယ်ဆိုရင်တော့ကျမတို့တွေကစဲကြမယ်ဆိုကြမယ်ဒီလူဒီလူတန်းစားတရက်ကကျမတို့ကိုတိုက်ခိုက်မယ်သက်ဆိုင်ရာအစိုးရကနေပြီးတော့မှဓာရီကိုပြင်းပြင်းထန်ထန်နဲ့နှိမ်နှင်းပေးဖို့လိုတယ်ဒါလဲကြားဖြန့်တမျိုးပဲသူများစီးစိမ်ဥစ္စာကိုတရားမဝင်စုမဲတွေစုလို့မရဘူး ရွှေစုဆောင်အုပ်တယ်နော်အခုခေါင်းစဉ်တက်လာပြီဒါသက်ဆိုင်ရာလူကြီးမင်းများမသိမှာဆိုလို့ကျမကပြောပြတာရွှေစုဆောင်အုပ်ရွှေစုဆောင်အုပ်အဲ့တော့ကျမတို့ရွှေဆိုင်နေရရွှေရောင်းရင်တောင်မှပဲကျမတို့တက်တူတွင်လိုင်စင်ရှိမှကျောင်းမြန်ရောင်းရင်ကျောင်းမြန်လိုင်စင်ရှိမှကျမတို့တွေလုပ်ငန်းလိုင်စင်ရှိမှအယောင်းဝယ်လုပ်လို့ရတယ်။အဲ့တော့ရက်ွက်ထဲဒီမှာရွှေစုစာအုပ်ဆိုပြီးတော့မှစုနေတဲ့သူတွေကဘယ်လိုလိုင်စင်မျိုးနဲ့လုပ်နေသလဲ။ဘယ်လိုခွင့်ပြုချက်မျိုးနဲ့လုပ်ကင်ခွင့်ရနေသလဲ။ဒါတွေကိုစစ်စစ်ဖို့လိုတယ်။ အဲ့တော့အများပြည်သူတွေကလည်းတရားမဝင်တဲ့နေရာတွေမှာကိုယ့်ရဲ့ငွေကြေးတွေမရောက်ရှိသွားဖို့ကိုအသိပညာဗဟုသုတကြွယ်ဝဖို့လိုတယ်သိဖို့လိုတယ်ငွေစုချင်းကိုယ့်အိမ်မှာကိုယ့်အကိုစုပေါင်းထဲမှာစုအစိုးရဘဏ်ကျမတို့ပုဂ္ဂလိကဘဏ်တွေကိုတောင်မှပဲတရားဝင်ဖွင့်ထားတဲ့ဘဏ်တွေကိုတောင်မှမယုံကြည်ဘူးလို့ယုံကြည်တယ်လို့ ਨੇ လုံနေကြသေးတယ်မလားရက်ွက်ထင်ရလူချင်းလူချင်းကဘလောက်ញံယုံကြည်ရလို့လဲ နိုင်ငံအဆင့်ဖွင့်ထားတဲ့ဘန်တွေကိုတောင်မှမယုံကြည်ဘူးတွေဘာတွေညာရင်လည်းလုံသေးတာလीဘန်ကိုမယုံလို့ပတ်စံမစူဘူးတဲ့ဘန်ကမလိန်သွားဘူးတက်တက်ပြောင်အောင်တော့အခက်ခဲရငွေတပိတ်ထဲထုတ်လို့မရတာတို့ထုတ်လို့ရတာတို့ဒါလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်လိန်ပြီးတော့တော့မပြေးဘူးမရှိခဲ့ဘူးလားဆိုတော့ကျွန်တော်တို့ဟုတ်အရင်တော့ကတော့တခါဒီဝါလီခံလို့ဆိုတခါရှိခဲ့ဘူးတဲ့ဟုတ်လားအဲ့တော့ဒီလိုမျိုးနိုင်ငံအဆင့်ဘန်နေတောင်မှဒီလိုစိတ်မျိုးရှိတယ်ဆိုရင် ရက်ကွက်ထဲကလူတွေကဘလောက်အဆင်ရှိလို့ကျမတို့ကယုံယုံကြည်ကြည်နဲ့စုမဲစုတာမျိုးတွေရွှေစုစာအုပ်လုပ်တာမျိုးတွေလုပ်ရဲကြရတာလေမလုံးနဲ့တော့ကိုယ့်ရဲ့ချွေးနှဲစာတွေတိတ်နှမျောဖို့ကောင်းတယ်ဟုတ်ပြီလားတတိထားနိုင်ဖို့အတွက်ပြောပါတယ်အိမ်မဲကားမဲစုမဲရွှေစုစာအုပ်အလိန်လေးကြီးပဲ90ရာခိုင်နှုန်းလိန်မှာ ဟေးမမကန်ကန်နဲ့စုမဲနဲနဲလေးလူနေစုနဲ့မမကန်ကန်နဲ့ချိနိုင်အဲ့တော့လူနေစုနဲ့မမကန်ကန်မာတယ်ဆိုတဲ့ဆိုတဲ့နေရာမှာလဲကျွန်မပြောပြမယ်အဲ့ဒီစုမဲကင်နေသူကရောနိုင်စားနိုင်ဖြစ်ဖို့လိုတယ်လေသူက၁၀ရောက်မဲကင်နေဆိုပါစို့9ယောက်ကထုတ်သွားပြီးပြီထုတ်သွားပြီးတဲ့9ယောက်ကငွေပြန်မထည့်ဘူးဆိုလို့ရှိရင်အဲ့ဒီ9ယောက်စာသူငေါနောက်9ယောက်ကိုအမ်းပေးနိုင်လားရော်ပေးနိုင်လား အဲ့ဒီကြရင်လွယ်လွယ်နဲ့ဘာဖြစ်တယ်လဲဆိုရင်ရှေးကထုတ်သွားတဲ့သူတွေကပြန်မထည့်လို့သူကလည်းစိုက်မယောနိုင်ဘူးရှေးကလူတွေထဲမှရမယ်ရှေးကလူတွေမထည့်လို့မယောနိုင်ဘူးဆိုပြီးတော့မှမရဘူးဟုတ်လားအဲ့တော့လေကျမတို့တွေကအများကြီးသတိထားဖို့လိုတယ်နော်သိလားကျမအလုံးစုံတရာရာခိုင်နှုန်းမမှန်ကန်ဘူးဆိုတာထက်90ရာခိုင်နှုန်းဒီလုံးဝမမှန်ကန်ပါဘူး နော်ခြေနိုင်လက်နိုင်နဲ့ဆင်ရခိုင်နှုံးမမကန်ကန်စုနေတဲ့သူတွေကိုတော့မစိုးလိုဘူးဒါပေမဲ့ဒီစုမဲတွေဆိုတာလေအရှိမအများကြီးဘဝတွေပြတ်ခဲ့ပြီးပြီလူတွေအများကြီးပါခဲ့ကြပြီးပြီအဲ့တော့ကျမတို့တိုင်းပြည်ကလိန်နေလိန်နေလိန်နေဆိုရဲလိန်နီးဟာလေနှစ်နှစ်သုံးနှစ်နေလို့ရှိလို့ရှိရင်လူတွေကမေ့သွားပြီးအမှတ်လည်းမရှိဘူးအဲ့ဒီလိန်နီးနဲ့ပဲအဲ့ဒီလူတွေကပြန်လိန်လာတယ် အဲ့ဒီလိန်ကြီးနဲ့ပဲပြန်ခံရတာကျမတို့တိုင်းပြည်မှာအလိန်ခံရတဲ့ဖြစ်စဉ်ဖြစ်ရတဲ့အတိုင်းဟာတက္ကနစ်အစ်စ်တွေနဲ့ဟုတ်တာမဟုတ်ဘူးဒီတက္ကနစ်တွေနဲ့ပဲကေပေးတွေနဲ့လိန်နေတယ်ကေပေးတွေနဲ့လိန်နေတယ်တွင်တွင်ကြဲကြဲကြီးဒီမှာပြောနေကြတယ်လိန်နဲ့လိန်နဲ့လိန်ကြီးတွေကိုလည်းခဏခဏနဲ့ဒီမှာ TikTok တွေမှာ Facebook တွေမှာတင်းနေတယ်ဒါလည်းအခုချိန်ထိအလိန်ခံရတဲ့သူရှိနေတော့မယ်ဒါကြောင့်မလို့တိတယ်တိတဲ့သူတွေကြော်သွားပါမတိတဲ့သူတွေအတွက်ကျမတို့ကအကြောင်းထပ်ပြီးခဏခဏပြောပြခြင်းဖြစ်ပါတယ် ်တတိထားဖို့လိုပါတယ်ထပ်ပြောပါမယ်စုမဲအိမ်မဲကားမဲရွှေစုစာအောင်တတိစက်စက်ထားပါကို့ငွေသူများစီမရောက်ပါစေနဲ့စေတနာဖြင့်မေတ္တာဖြင့်ပြောခြင်းဖြစ်ပါတယ်နော်တတိထားဖို့အဲ့ဒါလေးနော်အဲ့ဒါလေးတတိပေးချင်တာ နိုင်ရလည်းမကောင်းဘူးညောတတိထားဖို့တတိထားဖို့တတိထားဖို့ကျွန်မကိုကြိုးအတွက်မဟုတ်ဘူးနော်ကျွန်မကိုကြိုးအတွက်မဟုတ်ဘူးကျမကိုကျိုးတက်ပြောတာမဟုတ်ဘူးเนาะအဲ့ဒါ ီမှာဒီဟာလေးနှစ်ကွင်းဒီဟာလေးနှစ်ကွင်းယူကြပါအောင်ဟဲ့ငါ့ရဲ့ Telegram ကြီးကဘယ်လိုဖြစ်လို့ဇာတ်ကူတွေပေါ်လာတာမသိဒုက္ခ ကဲဒီမှာတော့လေတတိလေးထားကြဖို့နော်တတိလေးထားကြဖို့ကိုနီးဆက်ရလေးရှင်လေပြောဟုတ်ပြီလားတတိလေးထားကြဖို့အဲ့ဒါခံရတော့မယ်ခံရတော့မယ်ခံရတော့မယ်အေးရွှေစုစာအုပ်ဆိုတဲ့ဟာကြီးခံရတော့မယ်နော်အိမ်မဲတွေကတော့ခံနာရပြီပြီနော်ခံနာရပြီလေတချို့ကလေကျမပြောသလိုခြိတော်တွေကလောက်ကခြိတော်တွေမှာပျော်တယ်ဟိုဆွဲတင်လို့မရဘူးတချို့ဆွဲတင်လည်းမရတယ်ဘဝတွေပဲပပိလေတဲ့ပတ်စံတသိန်းနေတဲ့อืมဘာဖြစ်လဲပတ်စံနှစ်သိန်းနေတဲ့ငါတို့ကျင်တဲ့လို့ငါတို့လောက်တာโอเคအဲ့လိုလူမျိုးကြီးဆိုတော့ချွင်းချက်ပေါ့နော်โอเค လုတ်ပါဟုတ်တယ်လားချင်း55မစင်ညာနေတေးတကွင်း UI UI 55တကွင်းရေပါတော့